လာပါရှင်ဒီမှာတင်ဆက်ပါဒီဇင်ဘာလ9ရက်နေ့အတွက်အနိုင်ကနေကသတင်းတွေကိုတင်ဆက်ပေးပါမယ်ထိုင်းစီးကိန်းကနေကမ္ဘောဒီးယားအားကစားသမားအားလုံးနှုတ်ထွက်တဲ့သတင်းတရုတ်နဲ့ရုရှားစစ်လေယာဉ်တွေဂျပန်နားမှာကင်းလက်ပြန်တန်းတဲ့သတင်းဥရောပကအဆွေးမြေ့ပျက်စီးလာနေပြီလို့ထရမ့်ဝေဖန်တဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ထိုင်းနိုင်ငံမှာကျင်းပမယ့်အရှိတောင်အာရှအားကစားပြိုင်ပွဲစီးကိန်းမှာကမ္ဘောဒီးယားအားကစားသမားအားလုံးပါဝင်တော့မှာမဟုတ်ကြောင်းကမ္ဘောဒီးယားကကြေညာခဲ့ပါတယ် ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားကအနေဆက်စရေပြည်ပခတွေအခြေအနေပိုဆိုးလာတဲ့နောက်ခရီးသွားလာရေးစစ်စင်ရတာတွေခက်ခဲတော့လုံခြုံရေးအရာအစိုးရရတာတွေကိုအကြောင်းပြုပြီးစီးကိန်းကနေကမ္ဘောဒီးယားအားကစားသမားတွေနဲ့ဝန်ထမ်းတွေအားလုံးနေရပြန်ကြမယ်လို့ကမ္ဘောဒီးယားဘက်ကဒီဇင်ဘာ၁၀ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။33ချိန်မြောက်စီးကိန်းပြန်ဝင်ရဲ့ဖွင့်ပွဲအခမ်းအနားကိုဘန်ကောက်မှာရှိတဲ့ရာဇမင်္ဂလာအားကစားယုံကြည်မှကျင်းပခဲ့ပြီးနောက်တနေ့မှာကမ္ဘောဒီးယားကအားကစားအဖွဲ့တွေကိုရုပ်သိမ်းသွားတာဖြစ်ပါတယ်။ ဈေးကရဲ့အကြီးတန်းအရာရှိတူဖြစ်သူအကာရင်ဟီရန်ပရူဖ်ကကမ္ဘောဒီးယားအကားစားအဖွဲ့တွေပေါဝင်ရှင်ပြိုင်တော့မှမဟုတ်တဲ့အကြောင်းအတည်ပြုခဲ့ပါတယ်။အကားစားအဖွဲ့အားလုံးမယုတ်သိမ်းခင်မှာကမ္ဘောဒီးယားဟာထိုင်းကိုအကားစားနေ12မျိုးအတွက်အကားစားသမားနဲ့အဖွဲ့ဝင်စုစုပေါင်း138ယောက်သာရှော့ချစေလို့ဖို့စီစဉ်ခဲ့ပါတယ်။ဈေးကိမ်းမှာတော့အကားစားနေ90အတွက်ရွှေတစိမ့်954စုချင်းမြန်မာ ဖြစ်ပါတယ်။ဈေးကိမ်းရဲ့ဥက္ကဋ္ဌချိုင်းယာဘတ်စီရီဝော့ဖ်က ဒီဇင်ဘာလ9ရက်အစည်းအကိန်းဖွင့်ပွဲအခမ်းအနားမှာကမ္ဘောဒီးယားအာဂါဇာမောင်မယ်30ပါဝင်ချီတက်ခဲ့ပြီးအင်ရှင်ထိုင်းနိုင်ငံရဲ့အနှွေးထွေးတဲ့ကြိုးဆိုမှုကိုအန်အောလောက်စရာတွေ့မြင်ခဲ့ရတယ်လို့ပြောပါတယ်။ဒါပေမဲ့ဖွင့်ပွဲအခမ်းအနားအပြီးဒီဇင်ဘာလ10ရက်နေ့ဒေသစံတော်ချိန်မနက်2နာရီလောက်မှာတော့ကမ္ဘောဒီးယားအမျိုးသားအိုလံပစ်ကော်မတီအတွင်းရေးမှူးချုပ်ဘတ်ချန်ရွန်ကကမ္ဘောဒီးယားအာဂါဇာအဖွဲ့တွေကိုပြိုင်ပွဲကနှုတ်ထွက်စေမဲ့ဆုံးဖြတ်ချက်ကိုသူစီအတိပေးလာခဲ့တယ်လို့ချိုင်ယာဘက်ကဆိုပါတယ်။ အားကစားသမားတွေရဲ့မိသားစုတွေကတကယ်လို့သာထိုင်းကမ္ဘောဒီးယားစစ်ရေးဗဟိပခတွေကျေပြန့်လာရင်ထိုင်းနိုင်ငံမှာရှိနေတဲ့သူတို့ရဲ့သားသမီးတွေအတွက်အကြက်အတဲတွေကျုံလာရမှာကိုစိုးရင်ကြောင်းသူစီအတိပေးကြတယ်လို့ချန်ရွန်ကချိုင်ယာပတ်ကိုအကြောင်းပြခဲ့ပါတယ်ကမ္ဘောဒီးယားဟာဒီဆုံးဖြတ်ချက်ကိုစီးကိန်းတာဝန်ရှိသူတွေစီအတိပေးခဲ့တယ်လို့အင်ရှင်ထိုင်းနိုင်ငံစီလည်းတရားဝင်အတိပေးစာပေးဖို့အကြောင်းကြားသွားမှာဖြစ်ပါတယ်ထိုင်းနိုင်ငံရောက်ကမ္ဘောဒီးယားအားကစားအဖွဲ့တွေကတော့ ဒီဇင်ဘာလ10ရက်နေ့မှာနေရက်ပြောင်းကြမယ်လို့သိရပါတယ်ရှင်။တရုတ်နဲ့ဂျပန်ဆက်ဆံရေးတင်းမာနေချိန်ဂျပန်နိုင်ငံသားမှာတရုတ်နဲ့ရုရှားစစ်လေယာဉ်တွေပူးပေါင်းပြီးကင်းလက်ပြန်တန်းခဲ့ပါတယ်။နျူကလ িয়ার ဆက်လက်နက်တွေတက်ဆင်ပစ်ခတ်နိုင်တဲ့ရုရှားရဲ့ TU-95 ဘုံးကျဲလေယာဉ်ကြီး2စီးဟာသတ်မှတ်နေရတခုမှာတရုတ်ရဲ့ H6 ဘုံးကျဲလေယာဉ်2စီးနဲ့အချိတ်ဆက်လုပ်ပြီးဂျပန်ပင်လယ်ကနေအရှေ့တရုတ်ပင်လယ်ထိပူးပေါင်းပြန်တန်းခဲ့ကြကြောင်း ဂျပန်ကာကွယ်ဝင်ကြီးဌာနကဒီဇင်ဘာလ9ရက်ညပိုင်းမှာကြေညာခဲ့ပါတယ်။အဲ့ဒီဘုံကျဲလေယာဉ်အုပ်ရဲ့တောင်ဝေးကင်းလက်မှုအသွာပြန်ခရီးစဉ်တွင်ဂျပန်ရဲ့ Okinawa နဲ့ Miyako ကျွန်းစုတွေကြားကဖြတ်တန်းချိန်မှာဂျပန်ပြည်ဆောက်တပ်ကလည်းတိုက်လေယာဉ်တွေပြန်တပ်ပြီးစောက်ကြည့်စေခဲ့ပါတယ်။အဲ့ဒီလေယာဉ်အုပ်နဲ့ဒီကြားစီ ပြန်တန်းနေတဲ့ရုရှားရဲ့လေကြောင်းကာကွယ်ရေးအချက်ပေးလေယာဉ် A50 တစ်စီးနဲ့ SU-30 တိုက်လေယာဉ်နှစ်စီးကိုလည်း ဂျပန်ပြည်လဲပြည်မှာထောက်လန်းတွေးရှိကြတယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။ဂျပန်တင်မကပဲတောင်ကိုရီးယားဟာလည်းနိုင်ငံပိုင်နဲ့အလွန်ရေးပြည်မှာအုတ်လိုက်ကြီးပြန်တန်းကြတဲ့တရုတ်နဲ့ရုရှားစစ်လေရင်တွေကြောင့်တိုက်လေရင်တွေကိုဆေလွတ်ပြီးစောက်ကြည့်ဈေးကြတယ်လို့သိရပါတယ်။တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ဖော်ပြချက်မှာတော့စစ်စုပေါင်းရုရှားတိုက်လေရင်9စီးနဲ့တရုတ်လေရင်10စီးတို့ဟာနိုင်ငံလေးပိုင်နဲ့အလွန်လေကြောင်းကာကွယ်ရေးဇုံသတ်မှတ်ထားရနေရာကနေဖြတ်ပြန်ခဲ့ကြောင်းဖော်ပြထားပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးရှင်ဂျီရိုကိုအီဇူမီကတော့တရုတ်နဲ့ဂျပန်တိုက်လေရင်တွေပူးပေါင်းပြီးကင်းလက်ပြန်တန်းတဲ့လုပ်ရဟာဂျပန်ကိုတိုက်ရိုက်ရည်ရွယ်တဲ့အင်အားပြောင်းမှုဆိုတာထင်ရှားကြောင်းဒါဟာဂျပန်ရဲ့အမျိုးသားလုံခြုံရေးကဏ္ဍအတွက်စိုးရိမ်စရာတစ်ခုဖြစ်ကြောင်းလူမှုကွန်ရက်မီဒီယာအိတ်စ်မှာရေးသားထားခဲ့ပါတယ်။ရုရှားမီဒီယာတွေကတော့အဲ့ဒီနှစ်နိုင်ငံပူးပေါင်းကင်းလက် ပြန်တန်းမှုမစ်ရှင်ဟာရှင်းနိုင်ကြောင်းမြင့်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကကိုးကားပြီးဖော်ပြသွားပါတယ်။ နိုဝင်ဘာလဇန်းတုန်းကဂျပန်ဝန်ကြီးချုပ်ဆန်နေအေဒေါကာအီချီရဲ့မှတ်ချက်စကားတစ်ခုကိုအကြောင်းပြုပြီးတရုတ်ဂျပန်ဆက်ဆံရေးတွင်မှနေချိန်မှာတရုတ်နဲ့ရုရှားပူးပေါင်းပြီးအခုလိုတာဝေးကင်းလက်ပြန်တမ်းမှုခရီးစဉ်ကိုဂျပန်နိုင်ငံကမ်းလွန်မှာစီစဉ်ခဲ့တာဖြစ်ပါတယ်။မကြာသေးခင်ကလည်းတရုတ်ရဲ့လေယာဉ်သင်တင်းမော့အခြေစိုက်တပ်လေယာဉ်တွေကဂျပန်တပ်လေယာဉ်တွေကိုပစ်မှတ်ရှာရေဒါနဲ့ချိန်ရွယ်ခဲ့တဲ့အပေါ်မှာဂျပန်ကကန့်ကွက်ခဲ့ပါတယ်။ဒေါကာအီချီကတကယ်လို့တရုတ်သာထိုင်ဝမ်ကိုတိုက်ခိုက်မယ်ဆိုရင် ဂျပန်ကလည်းထိုင်ဝမ်ကိုကူဖို့တက်တွေဆီလို့ဖွယ်ရှိကြောင်းပြောဆိုခဲ့တဲ့နောက်တရုတ်ကဒေါ်သတကြီးတုတ်ပြန်ရင်နှစ်ဖက်ဆက်ဆံရေးတင်းမာနေတာဖြစ်ပါရဲ့ရှင်။ဥရောပဟာအားနည်းနှုံချပြီးဆွေးမြေ့ပြသလာနေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဝေဖန်ပြောကြားလိုက်ပါတယ်။ယူကရိန်းပြည်ပခါရေးလူဝင်မှုကြီးကြပ်ရေးမူဝါဒတွေနဲ့ပတ်သက်ပြီးဥရောပနဲ့သဘောထားမတူညီတာတွေအပေါ်မှာထရမ့်ကအခုလိုပြင်းပြင်းထန်ထန်ထိုးနှံနေတာဖြစ်ပါတယ်။ဒီဇင်ဘာလ9ရက်နေ့မှာထရမ့်ပြောဆိုခဲ့တဲ့စကားလုံးတွေကြောင့် အမေရိကန်ဟာအစင်လာအယတက်တန်းအရင်ဆုံးမဟာမိတ်နိုင်ငံတွေနဲ့အတွင်းလိုက်တင်းမာမှုတွေပုံမကြီးထွားလာနေကြောင်းမြင်သာလာစေခဲ့ပါတယ်။ Politico Magazine နဲ့ interview မှာတော့ Trump က Ukraine စစ်ပွဲမှာ Russia ဟာအသာစီးရနေတယ်လို့ပြောကြားခဲ့တယ်လို့ Ukraine မှာစစ်ဖြစ်နေတဲ့အချိန်အောင်သမရဗိုလိုဒီမာဇယ်လန်စကီအနေနဲ့ရွေးကောက်ပွဲကျင်းပပေးသင့်တယ်လို့ Trump ကမှတ်ချက်ပေးထားခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်မှာသူ့အစိုးရကထုတ်ပြန်တဲ့အမျိုးသားလုံခြုံရေးမဟာဗျူဟာဆိုတဲ့အစီအမံထဲမှာ ဥရောပရဲ့လူဝင်မှုကြီးကြပ်ရေးအစည်းအမဏ်တွေကိုအတိအလင်းဝေဖန်ထားပါတယ်။ဥရောပဟာလက်ရှိမူဝါဒတွေကိုမပြင်ဘူးဆိုရင် လာမယ့်အဆယ်စုနှစ်တစ်ခုနှစ်ခုအတွင်းမှာမမတ်မိနိုင်လောက်အောင်ပြောင်းလဲပြီးအစင်းအလားယဉ်ကျေးမှုဝိသေသတွေပျောက်ဆုံးသွားလိမ့်မယ်လို့ Trump ကဆိုပါတယ်။အင်တာဗျူးထဲမှာတော့အဲ့ဒီသဘောထားကို Trump ကထပ်လောင်းပြောကြားခဲ့တယ်လို့ဥရောပနိုင်ငံအများစုဟာဆွေးမြေ့ပျက်စီးလာနေပြီလို့ဝေဖန်သွားပါတယ်။အသက်89နှစ်အရွယ်ဘီလီယံနာတထေးကြီး Trump ဟာ ရွှေပြောင်းအခြေချမှုတွေပေါ်ခါးသီးတဲ့အမြင်မျိုးအမုန်းစကားတွေဖြန့်ဝေရင်လက်ရဆုံးနိုင်ငံရေးအင်အားစုတွေကြောင်းမှလူကြိုက်များလာခဲ့သူဖြစ်ပါတယ်။သူကရွှေပြောင်းအခြေချသူတွေပေါ်ငဲညာလွန်းတဲ့ဥရောပရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေဟာကပ်ဘေးတစ်ခုလိုလဲဆက်ဆွဲခဲ့ပါတယ်။ဥရောပဟာနိုင်ငံရေးအရာလူမှန်ကြီးတွေလှုပ်ချင်နေပေမဲ့အဲ့ဒီအခြေအနေကပဲသူတို့ကိုစုပ်ယုပ်အားယော့သွားစေကြောင်းဥရောပရဲ့အားနည်းသွားမှုဟာအရာတွေကြောင့်ဖြစ်ကြောင်း Trump ကဆိုပါတယ်။ ဒါရင်မကသေးပဲဥရောပခေါင်းဆောင်ပိုင်းတွေထဲမှာတကယ်ကိုနှုံချညံဖြင်းတဲ့သူတို့ချို့ပေါဝင်နေတယ်လို့လဲသူကစပြောသွားပါတယ်။သူကယူကရိန်းစစ်ပွဲရဆိုင်ရေးကိစ္စနဲ့ပတ်သက်လို့ဥရောပကအမေရိကန်ရဲ့အမြင်သဘောထားတွေနဲ့ခြားနာပြီးရပ်တည်နေတာကိုလည်းဝေဖန်ခဲ့ပါတယ်။ NATO စစ်မဟာမိတ်အဖွဲ့ကသူ့ကိုအဖေခေါ်နေရတယ်လို့လဲ Trump ကပြောပါတယ်။ဒါဟာဂျွန်လာရုံက Trump တောင်းဆိုတဲ့အတိုင်းအဖွဲ့ဝင်နိုင်ငံအားလုံးကာကွယ်ရေးအသုံးအစရိတ်တွေမြင့်တင်ကြဖို့ နေတိုးအတွင်းရေးမှူးချုပ်မက်ဂရူတေးကတောင်းဆိုခဲ့တာကိုရင်ညွှန်းခြင်းဖြစ်နိုင်ပါတယ်။ဥရောပနိုင်ငံတွေကစကားတွေအဆက်မပြတ်ပြောနေပေမဲ့ရလဒ်တွေကိုတော့မဖန်တီးနိုင်ကြောင်းစစ်ပွဲကကြာတထက်ပိုကြာလာနေကြောင်းထရမ့်ကဝေဖန်ခဲ့ပါတယ်။ထရမ့်ရဲ့အင်တာဗျူးတွေကစကားတွေဟာယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့အမေရိကန်ရဲ့စိန်ကားတဲ့သဘောထားတွေအပေါ်အချင်းပြိအစိုးရနေရတဲ့ဥရောပအတွက်နောက်ထပ်ပိုပြီးစိတ်ပူစရာ အချက်ပေးခေါင်းလောင်းတံမျိုးဖြစ်လာပါတယ်။ထရမ့်ကဗြိတိန်ပြင်သစ်ဂျာမနီ ိုလန်နဲ့ဆွီဒင်နိုင်ငံတွေဟာလူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကြောင့်အများကြီးဖြတ်စည်းခံခဲ့ရပြီးပြီလို့လည်းသူရဲ့အင်တာဗျူးထဲမှာဆွဆဲသွားခဲ့ပါရှင်။ People's Wing ကနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါရှင်။